ခုငလျင်ငလျင်သူငလျင်ဘေးရောသူဒါစီမံခန့်ခိုးဆိုချက်ချင်းဖြစ်ပြီးတော့နိုင်ပိုက်တဲ့မှာသူသူနဲ့အနည်းဆုံးနေရာကိုသွားပြီးတော့တရားကြည့်တယ်လူနာတွေဖြစ်တယ်ရွှေ့တာအကုန်လိုက်ကြည့်တယ်တရားကြည့်ပြီးတော့မှသူညွှန်ချတယ်သူရဲ့ကျမရဲ့ဝင်ကြီးကိုခေါ်တယ်ကျန်တဲ့လူငယ်ပြန်ဆက်ရှိလူတွေပေါ့ပြတာဝန်ရှိသူတွေစစ်ဖို့လုပ်နေကိုလိုခေါ်တယ်သူမာလာရှိတယ်မာလာလူဆက်ရှိတန်းလုပ်တယ်ဆိုတော့ဘာပဲပြောသူတော့တိုင်းပြည်နဲ့ပတ်သက်တော့သူသူသူဒီလိုမျိုးကိစ္စတဘာဘေးနဲ့ပတ်သက်သုံးချိန်ချုံနေသုံးချိန်လုံးမှသူမနာမနေမြန်မြန်ဆန်ဆန်နဲ့သူ သူ့မျက်နှာရှေ့ထွက်ပြပြီးသေချာသွားလို့တော့တော့တွေ့ရတယ်ဆိုတော့ဒါကိုကြီးချင်းအပြင်တော့သူဒီလိုတော့စေနာရှိသားပဲလို့ကျွန်တော်ဒီလိုမြင်မိတယ်ကိုကေထားတော့သူ၃ချိန်မြောက်သူ့ရဲ့ဂျင်ဆိုင်ရတဲ့ဒီတဘာဝဘေးတစ်ခုကိုသူဘယ်လိုကျော်လွှားမလဲဆိုတော့မေးကုန်ပေါ့တော်တော်တော့ရှိတယ်ဒီဟာကိုသူဘယ်လိုကျော်လွှားမှာလဲဆိုတော့ကုန်ကြတဲ့ကတော်များမှာတော်များမှာခင်ဗျာဒါလည်းကျော်ကြတယ်များဘာလို့ပျက်စီးသွားတဲ့တရားတွေပြန်ဆောက်မယ်လမ်းတွေပြန်ဖောက်မယ်အဆောက်အဦတွေအမြန်ပြန်ဆောက်မယ်ဟာချက်ဘီလီယံကျွန်တော်ထင်တယ်ဘီလီယံ၁၀ချီပြီး၁၀ကနေမကောက်ဘူးဗျကျွန်တော်ထင်တယ်ဘီလီယံရာချီကုန်မှထင်တယ် ပြီးရင်ရချီကြွအောင်မယ်အဲ့တော့ကျွန်တော်နိုင်ငံကအဲ့လိုအခြေအနေခက်ခဲကြီးကြားထဲမှာရင်ဆိုင်နေရတာဗျာအဲ့တော့သူ့သူ့ကိုလည်းသူ့ရဲ့ခံနိုင်ရည်ကိုလည်းစမ်းသပ်နေသလားပေါ့လူတစ်ယောက်ကဟိုတစ်ခါတလေကြာရင်ဗျာစိန်တပွင့်ဖြစ်လာဖို့အတွက်စိန်တပွင့်ဖြစ်လာဖို့အတွက်ပေါ့နော်ဟို ကြက်ကြက်နဲ့နာကိုတခါလဲဟိုအပူပေးနေသလားဗောနော်ဒီလိုခံစားရတယ်သူ့အပူပေါင်းကိုပေးပြီးတော့သူ့စိတ်တပွင့်ဖြစ်အောင်စိတ်ကောင်းတပွင့်ဖြစ်အောင်များတဘောတရားကြီးတွန်းပို့နေရလားတော့မသိဘူးဒါမှမဟုတ်လဲခင်ဗျားတို့ထင်သလိုများဖြစ်နေသလားကျွန်တော်လည်းမသိဘူးအဲ့ဒါတော့ဒါတော့ခင်ဗျားတို့ကိစ္စကျွန်တော်တော့အဲ့လိုအဲ့လိုမထင်ရဘူးခင်ဗျားတို့ပူဇော်မှုကြီးကိုမင်းမင်းဆိုမင်းကြီးလို့ခင်ဗျားတို့ပြောချင်ပြောလိမ့်မယ်ကျွန်တော်အဲ့လိုမထင်ရဘူးဘာလို့ဆိုတော့ဘာလို့လဲဆိုတော့ကျွန်တော်ထင်ကျွန်တော်ထောင်ထဲရောက်သွားလိမ့်မယ်ကျွန်တော်လည်းမထင်လည်းမထင်ထားမိထင်လည်းမထင်ထားမိဘူးကျွန်တော်ကခုနကလိုစိတ်ကောင်းတပွင့်ဖြစ်လာဖို့အတွက်များဒီအပူဒဏ်နေဖိအားတွေတန်းကိုသူခံနေရတာလားလို့ကျွန်တော်မြင်လာတယ်ပြီးတော့ ူဒါလည်းသူလုဆရာရှိတယ်သူအောင်မြောင်သူလုံနိုင်လိမ့်မယ်လို့လည်းကျွန်တော်ကောက်ချက်ချတယ်ဘာလို့ဆိုတော့သူဒီမှာသူလုံနိုင်တယ်အများကြီးရှိတယ်ဘာလို့ဆိုတော့မာရောကြီးကလိုဟာမျိုးကြီးကိုကြောက်တော့ကြီးဟဲ့အကြီးကြီးတော့တကယ်ဇင်ရောက်အကြီးကြီးတော့ကားပဲအကြီးကြီးနေအိုက်ကားကြီးဘယ်ရောက်နေမှန်းတော့ကိုမသိဘူးအိုက်ကားကြီးတော်တော်ပြန်ကြည့်စမ်းဗီဒီယိုပြန်ကြည့်ပါဦးဘလို့ရအောင်လုတ်သွားခဲ့လေဆိုတော့လေသူဖြစ်အောင်လုပ်ခဲ့တယ်ဆိုတော့ရှိတဲ့အတွက် သူလည်း short တော့မရဘူးလို့သူလည်းခေသူမဟုတ်ပါဘူးလို့ဆိုတော့အခုဒီခင်းချုပ်နဲ့သူအောင်မြောင်အဲသူတို့ကသူရအောင်တော့တဆင်ချင်းပြန်လုပ်လိုက်နေမယ်ထင်တယ်အခုနေပြီးတော့အဝင်ကတော့အလောတွေတော့ကျွန်တော်ထင်တယ်၃လရက်လောက်တော့သူပိတ်ထားလိမ့်မယ်ထင်တယ်နေပြီးတော့ဝင်၃လရက်လောက်ပိတ်ထားပြီးတော့မှအဲ၃လရက်အတွင်းမှာ ကြာကြာနာစက်တင်ရန်ရရတွေနဲ့ကိုလမ်းတွေပြန်ချောတာဖြန့်တာစီတာတန့်တာနောက်အစာအုပ်တွေကိုပြန်တခြားလိုက်လုပ်တာသုံးလေးရက်တစ်ပတ်တွင်မှာတော့ကျွန်တော်ထင်တစ်ပတ်လောက်တွင်မှာဆက်လိုက်သူဒါတွေလုံးလိမ့်မယ်လို့ယူဆတယ်ခက်တာကသူကနောက်အဲသုံးလေးရက်လောက်ကြာရင်ဟိုထိုင်းကိုသွားဖို့လည်းရှိသေးတယ်ထိုင်းကိုမကြာရင်သွားဖို့ရှိတော့ဒီထိုင်းသွားတာနီးမှာတော့သူတပည့်တွေသူလူတွေကိုအကုန်လုံးတခြားမာခဲ့လိမ့်မယ်လို့ယူဆတယ်ထိုင်းကိုလည်းသူမကြာရင်သွားဖို့ရှိတော့လေဆိုတော့အာဘာပဲပြောသူမာခဲ့ပြီးတော့မှသူမဖြစ်လိမ့်မယ်လို့ယူဆပါတယ်ကဲအဲ့တော့ဘာပဲပြောကျွန်တော်တို့ဒီနေ့ဘာပြောအဲ့ဒါပဲဒီငလေအကြောင်းလေးပဲထည့်ပြောရင်းနဲ့ဒီနေ့ကျွန်တော်အဓိကကတော့ကျွန်တော်တို့ပြည်သူလူထုကို ဒီတဘာဝတရားကြီးကလည်းကျွန်တော်တို့ကိုစမ်းသပ်နေပြီကျွန်တော်တို့ပြည်သူလူထုကိုစမ်းသပ်နေပြီကျွန်တော်တို့ပြည်သူလူထုရဲ့ခံနိုင်ရည်ကိုပုံစံမျိုးစုံနဲ့ကျွန်တော်တို့စမ်းသပ်နေပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီနေ့ဒီချိန်မှာအကုန်လုံးတဘာဝတရားကြီးကိုစဉ်းကြံခံဖို့နော်ဘေးဒဏ်မျိုးစုံကိုစဉ်းကြံခံရဖို့ကျွန်တော်တို့ချင်းချင်းလက်ချင်းတွေချိတ်ထားရဖို့ရန်သူတွေလိုမျိုးမြင်ကြရင်တော့ကျွန်တော်တစ်ခေါက်တော့ညီကိုလိုမြင်ကြအောင်လို့ကျွန်တော်တိုက်တွန်းချင်တာပါ ကျွန်တော်ချင်းရန်သူလိုမြင်ထားပြီးတော့တစ်ခါတစ်လောက်တော့တစ်ခေါက်တစ်ခါလောက်တော့ညီကိုလိုတစ်ခေါက်တော့မြင်ပြီးကြည့်ကြရအောင်လို့ပဲကျွန်တော်တိုက်တွန်းချင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ဒီဒီဆက်မှုကတော့ဒီနေ့တစ်လောက်နဲ့ရပ်ပြစီနောက်နေ့ကြမှာပဲကျွန်တော်တည်တည်ချာချာလေးအဲပြောပါမယ်ပြီးတော့ဒီနေရာမှာတိုက်တဲ့စိုင်းအဲထည့်ပြောချင်တာတစ်ခုကကျွန်တော်တို့ဂျာနယ်ကိုမှာယူနေကြတဲ့သူတွေအဲမန္တလေးတို့ဘာလို့ ਆ ပေါ့ဗျာနေပြီးတော့မန္တလေးဘာညာပေါ့မျိုးစုံကမှာနေကြတဲ့ဟွာလေးကိုတော့ခုနကခဏရန်ကုန်ကရိုက်တာရန်ကုန်မှာပုံနေတာဆိုတော့ ဒုက္ခရောက်ပြီပေါ့ဗျာနော်ဒုက္ခရောက်ပြီရေငေါ်ပို့လဲဆိုတော့အကယ်၍များဒီအဲဘယ်လိုခေါ်မလဲဒီကားအဝေးလေးကားလိုက်ဒီမထွက်လို့ပို့ပို့ပြတဲ့ခါကျရင်လည်းနောက်တစ်ပတ်လောက်မှပေါင်းပို့တာလေးကိုမြစ်တာရဲ့ခံပေါင်းပို့တာလေးကိုလက်ခံပေးကြပါလို့ပဲကျွန်တော်မြစ်တာရဲ့ခံပေးရစီဘာလို့ဆိုတော့ transportation ကြတော့ကျွန်တော်လည်းပခုံးထိုင်းပြီးတော့ဟိုဟိုဘာလဲဟိုလိုမျိုးအလာဒင်လိုမျိုးဟိုမိခွက်ဆောင်နေကြီးနဲ့ကော်စောကင်းနဲ့လာပို့လို့လည်းမရဘူးဗျာအဲ့တော့ကျွန်တော်တိကျပေးကြဖို့ဘာလို့လို့ပဲတိုက်ပြောကြရင်ဒီနေ့တော့တလောက်ပါပဲအားလုံးပဲ ဝိသသေရှိပါတိုင်းပြည်ပေါ်စေနာမထားပါတစားရှိပါကိုယ်နိုင်ငံသားချင်းချင်းအပြန်အလှန်တတ်ဖြတ်နေကြတာကိုလက်ခုလောဝတီဗီပြောနေတဲ့လူမိုက်လူရန်ကလူသက်အချက်ဖက်အားပေးသမားခင်ဗျားဖြစ်နေသလားဆိုတော့ပြန်လည်းမျိုးထုတ်ပေါ်လို့ပြောရင်းနဲ့ခွန်လိုက်ပါ